အားသာဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာနေ့လေခင်ဗျာမတ်လ28ရက်နေ့နောက်ဆုံးရအာဆင်နယ်နေ့လေခင်တဲ့တင်လေးပုတ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးသတင်းတစ်ပုဒ်ကိုတော့ဈေးကွက်ထဲမှာအာဆင်နိုနွေရာသီမှာပြင်မှတ်ထားတဲ့ကစားသမား၂ဦးနဲ့ပတ်သက်ပြီးတော့ဒေးဗစ်အွန်စတင်ကရှင်းလင်းပြောထားတာပါ။ကောလာခါလာသတင်းတွေအများကြီးထွက်နေရဖြစ်တဲ့အတွက်ဒီကစားသမား၂ဦးနဲ့ပတ်သက်ပြီးတော့အာဆင်နယ်သတင်းနဲ့ပတ်သက်ရင်စိတ်ချယုံကြည်ရတဲ့အွန်စတင်ရဲ့စကားတချို့ကိုဖော်ပြပေးတော့ပါမယ်။ဒေးဗစ်အွန်စတင်ရဲ့ပထမဆုံးဖော်ပြတဲ့ကစားသမားတော့မာတင်ဆူမတ်တီ။ ဟိုတလောလုံးကဒါရီရဲ့ဘက်ကိုစိတ်ရိုင်သွားပြီးဘာညာသတင်းထွက်နေခဲ့တဲ့မာတင်ဆူမန်နဲ့ပတ်သက်ပြီးတော့ဒေးဗစ်အွန်စတိန်ပြောသွားတာရောအီဒူကက်စပါလက်ထက်ကရောဂျေဆန်အိုက်တိုယာယီတာဝန်ယူတဲ့ကာလမှာရောမာတင်ဆူမန်နဲ့ပတ်သက်ပြီးအာဆင်နယ်တာဝန်ရှိသူတွေကဒီဇိုင်းမမှန်ဆွေးနွေးခဲ့တယ်အခြေခံဆွေးနွေးမှုတချို့တော့လုံထားခဲ့ပြီဆိုပြီးသူကပြောသွားခဲ့တယ်။အန်ဒရီဘာတာရဲ့လက်ထက်မှာလည်းဒီကစားမနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ကနံပါတ်1ပြတ်မှတ်ဖြစ်ဆက်ပြီးလုံသွားဖို့ရှိတယ်။ အခြားသတင်းတောက်တွေနဲ့ထွက်တဲ့သတင်းတွေကိုလေးစားမှုရှိမယ်လက်ရှိချိန်မှာမာတီဇူမန်နီနဲ့ဘယ်အသင်းကိုမှယတိပြတ်ရွေးချယ်ထားခြင်းမရှိသေးဘူးဆိုပြီးတော့အွန်စတိန်ကပြောသွားတယ်အဲ့တော့ဒီသတင်းတွေကိုကြည့်လိုက်မယ်ဆိုရင်ကြံခဲ့တဲ့ရပိုင်တုန်းကရီယယ်ဘက်ကိုဇူမန်ဒီကစိတ်ရိုင်းသွားပြီးခေါင်းညှိလိုက်ပြီးဆိုတဲ့သတင်းတွေကကောလာဟာလာဖြစ်တဲ့ဆိုသူပြန်ရှင်းသွားတဲ့ဘောပဲပြီးတော့အာဆင်နယ်ကဇူမန်နီနဲ့ပတ်သက်ပြီးအလုပ်တွေအများကြီးလုပ်ထားတယ် အာဇာဒရိုက်တာအဆက်ဆက်မှာဒီကစားမနဲ့ပတ်သက်ပြီးတကယ်လူချင်းခဲ့တယ်။နွေရာသီမှာလည်းရောင်းအောင်ခုတ်ဖို့စူးစမ်းဆိုတဲ့ပုံစံမျိုးတွေကိုဒါအရေးမို့ပြောသွားခဲ့ပါလေ။အဲ့တော့လက်ရှိချိန်မှာမာတင်ဇူမန်ဒီကိုအာဆင်နယ်ရီယယ်မက်ဒရစ်လက်ပါဘူးနဲ့ဘိုင်ယန်မြူနစ်တို့ကတော့ချိတ်ဆက်မှုတွေလုပ်နေတယ်။အာဆင်နယ်ကတော့ဇွဲကောင်းကောင်းနဲ့ကာလရှိချိတ်ဆက်ထားခဲ့တာဖြစ်ပြီးတော့ဒီထဲမှာအတာရနေဆိုပေမဲ့နောက်ဝဲမှာဝင်လာခဲ့တဲ့အသင်းတွေကြောင့်လည်းကစားသမားရဲ့စိတ်ကပြတ်တောင်းမှုမရှိရင်တော့ဘာမှမဆိုဖြစ်သွားနိုင်တယ်။တည့်ရတိုင်းပဲဇူမန်ဒီကလည်း ြံခဲ့တဲ့ຫນွေစည်းကွက်တုန်းကလီဗာပူးနဲ့တော်တော်လေးဒီဆက်ခိမ့်မဲ့နောက်ဆုံးမှာတော့ကလပ်တင်းကိုရွေးသွားခဲ့တယ်။အခုလည်းအာဆင်နယ်နဲ့ဒီဆက်ပြီးမဲ့စပိန်အင်အားကြီးကလပ်ရီယယ်မက်ဒရစ်ကိုသွားခြင်းနဲ့ဒါမှမဟုတ်စပိန်ပြည်တွင်းမှာပဲဆက်ပြီးနေခြင်းနဲ့ဆိုရင်တော့ရီယယ်ဘက်ကိုရှောက်ကောင်းရှောက်သွားနိုင်တယ်။တခုတော့ရှိတာပေါ့လေ။စပိန်ကစားသမားတွေများပြီးတော့နီးပြချုပ်ကလည်းစပိန်သားဖြစ်တဲ့အာဆင်နယ်ကိုလာမယ်ဆိုရင်တော့ အများကြီးစဉ်းစားနေကြတာအကြောင်းတော့မရှိဘူး။တေချာတစ်ခုတော့ Real or Arsenal ကဒီကစားသမားရဲ့စာချုပ်ဖြတ်သိမ်းချက်ကိုပေးမှဖြစ်ပြီးတော့လောက်ခလာစာပိုင်းနဲ့ contract ပိုင်းကိုပဲအဓိကညှိနှိုင်းသွားဖို့ရှိတယ်။နောက်ဆုံးမှာတော့ Zubi Mandi ခေါင်းကြီးမဲ့အသင်းကိုပဲရွေးချယ်သွားနိုင်ရည်ရှိပါတယ်။ကဲနောက်ထပ် player တယောက်ကတော့ Joan Garcia အာဆင်နယ်တို့ရဲ့အရန်ကိုသမားဖြစ်ခေါ်ဖို့ကြံခဲ့တဲ့ຫນွေစည်းကွက်ထဲကတည်င်းနေထွက်ခဲ့တဲ့ player ပေါ့လေကြံခဲ့တဲ့ဆောင်းစည်းကွက်မှာလည်းတည်င်းထွက်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ on stain ဖော်ပြသွားတော့အာဆင်နယ်တို့ကဒီကိုသမားနဲ့ပတ်သက်ပြီးအများကြီးဆွေးနွေးပြီး လာလီဂါကလပ်အစပန်ယိုသင်းရဲ့ဒီဂိုးသမားကိုအာဆင်နယ်တို့ကဒေးဗစ်ဒေးဗစ်ရိုင်ယာကအရန်ခေါ်ချင်နေတာပေါ့လေပလေယာကလည်းလိုလိုချင်နဲ့လာချင်နေပါတယ်ဘာလို့ဖြစ်လာမလဲဆိုတော့စောင့်ကြည့်သွားပါမယ်ဆိုပြီးတော့သူကပြောသွားခဲ့တယ်အဲ့တော့ဂျူအန်ဂါစီယာဆိုတာကအာဆင်နယ်လိုက်နေခဲ့တာတော်တော်ကြာပြီမနစ်ကဆိုဈေးနှုန်းညှိနှုန်းမှုမှာတော်တော်လေးအဆင်မပြေဖြစ်ခဲ့တဲ့အတွက်အိုက်စီကိုရောက်မလာခဲ့တာတစ်ဖက်ကစာချုပ်ဖြတ်သိမ်းရေးလိုချင်တဲ့အာဆင်နယ်ကတော့ဒီသက်ရွယ်ဒီကစားမောက်ဒီလောက်ပဲတန်နေဆိုပြီးတော့ မာနာတွေပြိုင်ပြီးကြံခဲ့တဲ့နှွေကမခေါ်နိုင်ခဲ့တဲ့ပလေယာလောလောဆယ်တော့ဒီကစားမဟုတ်အာဆင်နဲ့အပေါဝင်အတလက်တီကိုမက်ဒရစ်နဲ့မန်ချက်စတာယူနိုက်တက်တို့ကလည်းအဓိကကိုယ်တမအဖြစ်ကြည်လာကြတယ်။တခုတော့စိုးရင်ပိုကောင်းတယ်။အာဆင်နဲ့ကရာယာအယံခေါ်ခြင်းနဲ့ကြံတဲ့နှစ်သင်းရကြတော့အသင်းရဲ့အဓိကကိုယ်တမအဖြစ်မလုံးပေးပြီးခေါ်သွားနိုင်တယ်။ အဲ့လိုဆိုတော့ on string ရဲ့ပေါ်ပြထားချက်ရဆိုတော့အများကြီးဆွေးနွေးထားပြီးဖြစ်တဲ့အတွက်ဒီကစားသမား2ဦးလုံးကတော့အာဆင်နယ်ကိုရောက်ဖို့ပိုပြီးနီးစပ်တယ်ပေါ့လေဒါပေမဲ့တချို့ညီကိုတွေပြောလို့ပေါ့ဂျာစီကင်ပြီးရောက်လာပြီဆိုမှပဲကျွန်တော်တို့တက်ပြင်းချမယ်အနေထားဖြစ်ပါတယ် on string ရဲ့ပေါ်ပြသွားချက်ရဆိုတော့ဈေးကွက်ထမှာဘလောက်ပဲကောလာဟာလာကြီးထွက်ထွက်ဒီကစားသမား2ဦးလုံးကဘယ်အသင်းဟိုမှာယတိပြက်ခေါင်းညိထားခြင်းမရှိသေးဘူးဆိုပြီးတော့ပေါ်ပြသွားပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ TikTok ကပေါ်ပြထားတာဒါကတော့ Arsenal က လာမယ့်နွေရာသီမှာအသင်းရဲ့ခန်စစ်တန်းကစားသမားတော်တော်များထွက်ဖို့ရှိရာဖြစ်တဲ့အတွက်အေချက်အသင်းရဲ့ဒီလက်ပတ်ကစားသမားတအူးလည်းပြောလို့ရတယ်စင်တာဘက်မှာလည်းဆိုလို့ရတဲ့ဒီဂျော်ရဲဟာတိုကိုလက်ရှိချိန်မှာစိတ်ဝင်စားမှုတွေရှိနေပါတယ်တင်းတော့ရဲ့အဓိကရေးသားထားတဲ့အပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့စိတ်ဝင်စားတဲ့ကလပ်အသင်းတွေအများကြီးရှိနေမယ်အာဆင်နယ်နဲ့လစ်ပါဘူးကတော့နွေရာသီမှာဒီကစားသမားကိုအပြိုင်လူပြီးခေါ်သွားနိုင်ရည်ရှိဆိုပြီးသူကရေးသားထားတယ် ဒီနေရာမှာရိုမာနိုရဲ့ကြံခဲ့တဲ့စောင်းစည်းကုတ်ကပြောထားတဲ့စကားလေးတစ်ခုလည်းကျွန်တော်ညံ့ပြောခြင်းတယ်အဲ့ဒါကကြံခဲ့တဲ့စောင်းစည်းကုတ်မှာတုန်းကဂျော်ရဲဟာတိုသည်ဆောင်စည်းကောမှာထွက်မှာမဟုတ်ဘူး။ယာတီကုံအထိအေချက်မှာဆက်ရှိမယ်။ဒါပေမဲ့လက်ရှိချိန်မှာကလတ်တင်းကြီးတချို့နဲ့ဆွေးနွေးမှုရှိထားဖြစ်တဲ့အတွက်နွေယာတီကြရင်တော့အတင်းကြီးတင်းတင်းကိုရောက်သွားနိုင်ခြေရှိဆိုပြီးတော့ဒီရိုမာနိုကတော့ဟင့်ပေးထားတယ်ဗောလေ။အဲ့ဆိုဂျော်ဒဲဟာတူဆိုတာကဒီနယ်သာလန်ကလတ်အေချက်အတင်းရဲ့အသက်ငယ်ငယ်လေးနဲ့ကပရင်ဖြစ်ခဲ့တဲ့ပလေယာတောက်လို့ပြောလို့ရတယ်။လက်ရှိချိန်မှာလည်းနယ်သာလန်ရဲ့လက်ရွေးစင် စပိန်အသင်းရဲ့ကန်နဲ့ Nation League Quarter Final ပထမကြောမှာ80ကြောကြတော့မှအနီးကပ်ထိသွားခဲ့လို့ဒုတိယကြောမပါခဲ့ရတော်တော်လေးကိုပိုတရှင်မြင့်တဲ့ player ပါအသက်ကလည်း16နှစ်ပဲရှိသေးတယ်ပြီးတော့ဒီကစားသမားလေးထုံတောက်လာတဲ့အချိန်မှာကျွန်တော်တို့ကအေဂျက်ကနေပြီးတော့ဒီဂျူရီယန်ထင်မာကိုဆွဲစားလိုက်တာ အမေကတင်ပါဟိုကျော်ဝယ်လိုက်တဲ့ချိန်မတိမ်မြင့်မှဒီကစားမလေးကတော်တော်လေးထွန်းတောက်လာပြီပြီးတော့လေသူဟာပြောထားခဲ့ဘူးတာကဂျူရီယန်တမ်ပါလိုမျိုးအေဂျင့်အသင်းအတွက်ပြောင်းရွှေ့ခြင်းများများရှာပွေးနိုင်ပြီးတော့ဒါကလပ်အသင်းကြီးတစ်ခုကိုပြောင်းသွားနိုင်တဲ့ကစားသမားဖြစ်ချင်တယ်ဆိုပြီးသူကပြောထားခဲ့ဘူးလေအဲ့ဒါဆိုတော့သူ့ရဲ့ရှေ့ကနောင်တော်ကြီးတွေလိုပဲကလပ်အသင်းအတွက်ပြောင်းရွှေ့ခြင်းမျိုးမမြတ်ရှာပွေးပေးပြီးတော့အသင်းကြီးတစ်သင်းကိုပြောင်းသွားနိုင်မှာကျွန်တော်စောင့်ကြပါပါလေအာဆင်နယ်သားဒီကစားမောက်တကယ်လိုချင်တယ်ဆိုရင်တော့အများကြီးညှိစရာမလိုဘာလို့လဲဆိုတော့ကိုအသင်းမှာလည်းသူ့ရဲ့ idol လို့ပြောလို့ရတယ်သူ့ရဲ့ senior လို့ပြောလို့ရတယ် ဒီဂျူရီယန်တင်မာရှိနေတာကိုဒီနေရာမှာဒီကစားမနဲ့ပတ်သက်ပြီးအာဆင်နယ်ကဘာကြောင့်သတင်းခဏခဏထွက်လဲဆိုတော့အာဆင်နယ်အပိုင်းကိုကျွန်တော်နည်းနည်းလေးရှင်းပြခြင်းတယ်အာဆင်နယ်အသင်းမှာဒီလက်ပတ်ချမ်းတနေရာမှာဖြစ်တဲ့ခီဗီယောရဲ့ဇင်ချန်ကိုရဲ့တိုမီယာစုရဲ့တီယာနီရဲ့ကလာမယ့်နေရာဒီမှာထွက်ဖို့ရခိုင်တို့အရမ်းများတယ်တိုမီယာတော့အင်ဂျူရီအခြေအနေကြောင့်စာချုပ်အခြေအနေကြောင့် ချက်ချင်းမထွက်သေးဘူးဆိုလို့ရှိရင်တော့အခြား player တွေကအလွတ်နဲ့ပြောင်းသွားတာမျိုးဈေးတန်းတစ်ခုရရင်လက်လွတ်တာမျိုးရှိရဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာလောလောဆယ်လူများနေဆိုမဲ့ဒီ၄ဦးသာထွက်ခွာသွားခဲ့ရင်အဲ့ဒီနေရာမှာအစားထိုးမှုတွေပြန်ပြီးလုပ်လာရမှာအဲ့တော့ဈေးကွက်တိုင်းဈေးကွက်တိုင်းမှာအစင်တွေကခံစစ်ပိုင်းအတွက်အင်အားဖြစ်တယ်မှုအများနဲ့ကြီးခဲ့တယ်ဆိုတာကလည်း quality အနေထားရောထွက်ခွာသွားနိုင်တဲ့အနေထားရောအဲကြောင့်ဂျော်ရဲဟာတိုပြန်ပြီးစိတ်ဝင်စားလာတာပေါ့လေအသက်၁၉နှစ်ရဲ့နေသားလန်လက်ရွေးစင်ကတော့နိုင်ငံအသင်းအတွက်၆ပွဲကစားထားတယ်စာချုပ်ကတော့အေဂျင့်နဲ့၂၀၂၈ခုနှစ်တော့တက်တန်းရှိသေးတယ်ဒီအားဒီ၄၂ပွဲဝင်ကစား ားပေးထားပြီးတော့ကလပ်သင်းတော့ပေါ့လေ၃ဂိုးသွင်းပြီးတော့၆လုံးဖိန်ထားတယ်ဒါမြတ်အဝါကတ်၁၁ကတ်ထိထားတယ်မနစ်ကလည်းအဝါကတ်၉ကတ်ထိထားတယ်လောလောဆယ်လည်း Nation League စပိန်နဲ့ပထမအကြိမ်မှာအနီးကတ်ကတ်ထိထားတယ်ကစားဖို့ကကြမ်းနဲ့ပြောလို့ရတယ်ပရီးမီးယားလိလာလို့ရှင်တော့ပို့ပြီးတွန်းတက်တိုက်ကစားတဲ့ကစားဟန်တစ်ခုဟုတ်မှာပို့ပြီးတော့တော့မှတကယ်ရွတ်တည်းတိုးလာနိုင်တယ်ပေါ့လေ တတိယမြောက်သတင်းဘောတော့ David Raya သတင်းမော်လေဒါက Premier League ကပေးရမဲ့ match လအတွက်အကောင်းဆုံး save of the man စုနဲ့ပတ်သက်ပြီးတော့လက်ရှိစကားတင်အဆင့်ကာဝင်မှု6ချိန်မှာ David Raya အနေနဲ့ကာဝင်မှု2ချိန်အထိပါဝင်လာခဲ့တယ်။အဲ့ဒီ6ချိန်မှာဆိုရင်တော့အခြားကိုသမားတွေကတော့ဒါ Manchester City ရဲ့ Ederson ကတော့တစ်ဖက်က Hassan O'Brien ရဲ့ကန်ချက်ကိုပုတ်ထုတ်သွားခဲ့တယ်။နောက်တစ်ယောက်ကတော့ Henderson သူကတော့ Delac ရဲ့ကန်ချက်ကိုအကောင်းဆုံးပုတ်ထုတ်သွားခဲ့ပြီးတော့နောက်တစ်ယောက်ကတော့ Hamilton လို့ခေါ်တဲ့ Leicester ကကိုသမားခိုးပယ်မာရဲ့ပနတီကိုပုတ်ထုတ်သွားခဲ့တာ။ နောက်တစ်ယောက်ကတော့ဒါအေယောအိုလာလို့ခေါ်တဲ့ဒီဝဆန်းသင်းရဲ့ကိုသမားပေါ့လေကာစင်နဲ့ပွဲစဉ်ဟာပြတ်တသွားခဲ့တဲ့လက်ဆွမ်းကိုတော်တော်လေးကိုဒီစင်းထဲမှာပါလာတဲ့အထိကိုဒါစစ်အုပ်တမန်စင်းထဲမှာပါလာပေါ့လေရာယာရဲ့ကာဝေးမှုနှစ်ကြိမ်တော့ယူနိုက်တက်နဲ့ပွဲမှာဖြစ်ခဲ့တာပထမတစ်ကြိမ်ကကြတော့ဒါမက်စတာအိုရီရဲ့ကန်ချက်ကိုသူ6ခုနဲ့လှမ်းပြီးတားလိုက်တာတူတယ်အဝေးထောင် ဘောလုံးကာကွယ်လိုက်တာဒုတိယတစ်ချက်ကကြတော့ဒီဘရူနိုဖာနန်ဒက်ရဲ့ကန်ချက်ကိုတစ်ချက်ကာကွယ်တယ်နောက်တစ်ချက်လေရယဘောလုံးထပ်ဆင့်ထပ်ပုတ်တယ်အဲ့ဒီကာကွယ်မှုနှစ်ကြိမ်ကတော့ဒီထဲမှာပါလာခဲ့တာဖြစ်တဲ့အတွက်ဒီမက်ချ်လာအတွက်ဆေးရောတမန်စုနဲ့ပတ်သက်ပြီးဂိုသမအကောင်းဆုံးစုရွေးမယ်ဆိုလို့ရှင်တော့ရာယာကဖြစ်နိုင်ခြင်းအမြင့်မားဆုံးပဲကျန်တဲ့ဂိုသမကြီးလည်းကောင်းပါတယ်ဒါပေမဲ့ဒီကာကွယ်မှုအကောင်းဆုံး6ကြိမ်မှာနှစ်ကြိမ်အထိစည်ရင်ပေါက်ပါဝင်လာခဲ့တဲ့ရာယာကတော့ဆေးရောတမန်စုကိုမက်ချ်လာအတွက်ရရှိသွားမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ် ဒီရာဒီမှာလဲရာရှာပေးတဲ့အမှတ်တွေအများကြီးပါပဲကျွန်တော်တို့အတလန်နာနဲ့ကန်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်သူ့ကြောင့်တေးတမက်ရခဲ့ရုံမှာပြောလို့ရပါဗောလေ ဒီ season လေးကိုဒီကောက်ကူညီပံ့ပိုးပြီးတဲ့ရှုဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆော်မေစံတော့ Viber ဖုန်းနံပါတ်တင်ရောက်9016653936တင်ရောက်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရရမှာဖြစ်လို့ငွေပုံဝင်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောင်းတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရရှိပြီးကျွန်တော်အားပေးလို့ရပါတယ် iPad question ကို Sport Internet 93လုံးပစ်တူကိုကစားလို့ရနေပါပြီ Viber ဖုန်းနံပါတ်တင်ရောက်9016653936တင်ရောက်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရရမှာဖြစ်ပါတယ်ကဲနောက်ဆုံးသတင်းပုဂ္ဂိုလ်တော့ Arsenal Woman တဲ့ဒီလေးနဲ့ပဲကျွန်တော်ဖော်ပြပေးခြင်းပါတယ် အမျိုးသမီးသတင်းတွေကတော့ထူးလာပြီအဲ့ဒါပါလို့ဆိုတော့ဒီမလခင်အစောအိမ်မှာကန်သွားခဲ့တဲ့ချန်ပီယံလိကွာတာဖိုင်နယ်တွဲဆိုင်နှစ်ခုပြီးသွားတဲ့အချိန်မှာတော့စီးဖိုင်နယ်တွဲဆိုင်တွေထွက်ပေါ်လာပြီပေါ့လေအာဆင်နယ်ကအစောအိမ်တွေကလိုင်ယွန်အမျိုးသမီးနဲ့ကန်ရမှာဒါပေမဲ့တစ်ဖက်ကတက်လာမဲ့တွဲဆိုင်ကကြတော့အခုအချိန်မှာဒါချက်ဆီနဲ့ဘာစီလိုနာဖြစ်သွားခဲ့ပြီအမေရိကန်တို့ချက်ဆီတို့က တူးစီးနဲ့စီတီကိုပထမကျော်ရှုံးထားတာဒါပေမဲ့အင်ကွင်းမှာအကောင်းဆုံး3စီးနဲ့ပြန်လာနိုင်ခဲ့တယ်အဲ့ဒီအတွက်အာဆင်နယ်မျိုးသမီးအသင်းလိုပဲနှစ်ကျော်ပေါင်း3-2ဆိုတဲ့ရလဒ်နဲ့စီးဖိုင်ကိုတက်လာခဲ့တာဘာစီလိုနာကလည်းဒါဝူဘက်အသင်းကို10-2ဆိုတဲ့ရလဒ်နဲ့နှစ်ကျော်ပေါင်းရလဒ်နဲ့တက်လာခဲ့ရပါဘောလေဒုတိယကျောင်းမှာသူက6-2တခုနဲ့ထပ်ပြီးနိုင်တယ်တော်တော်လေးကိုခြေစွမ်းကွာဟချက်ကြီးမားသွားခဲ့တာပါအဲ့တော့ဘာစီလိုနာနဲ့တစ်ဖက်ကချယ်စီသူတို့ရဲ့တွဲဆိုင်ရင်ဒီဘက်ကအာဆင်နယ်နဲ့ ဒီ lion နဲ့တွဲဆိုင်ရဲ့အဲ့တွဲဆိုင်နှစ်ခုမှာဘယ်အသင်းက final တက်သွားမလဲ။ all english final ဖြစ်ဖို့ဆိုလို့ရှိရင်တော့ barcelona ကို chelsea ကိုကျော်ဖြတ်လာမှာဖြစ်လို့ arsenal ကလည်း lion ကိုကျော်ဖြတ်လာမှာပေါ့လေ။ဒီနေ့မှတခုပြောချင်တာက arsenal မျိုးသမီးအသင်းက champion league တစ်ချိန်ရထားဘူးတဲ့။တစ်ဖက်က lion ကလည်း ဒီပြိုင်ပွဲမှာသူတို့အောင်မြင်မှု၈ကြိမ်ထိရှိထားခဲ့ပြီးတော့ဘာစီလိုနာကလည်းချန်ပီယံလိအောင်မြင်မှု၃ကြိမ်ထိရောက်ထားနိုင်ခဲ့တယ်။ချယ်ဆီအတွက်ဆိုရင်တော့ဒီဆီးနေကိုကျော်ဖြတ်လာနိုင်တော့သူတို့ကလပ်တင်းတပိုင်းတော့ရှောက်ပထမဆုံးအမျိုးသမီးချန်ပီယံလိရောက်ဦးတဲ့အချိန်ဖြစ်သွားနိုင်တယ်ပေါ့လေ။အဲ့လိုဆိုတော့ဒီပွဲစဉ်တွေကိုတော့ April 19ရက်နေ့မြန်မာစံတော်ချိန်ည၈နာရီခွဲအချိန်မှာတပြိုင်တည်းကျင်းပသွားတော့မှာပါအဲ့တော့ Lion ကွင်းမှာ Arsenal ကသွားကြံရမယ်ချယ်ဆီကွင်းမှာ Barcelona ကသွားကြံရမှာပဲ CF ဖိုင်တဲ့ပထမအကြော်ပွဲစဉ်တွေဖြစ်ပါတယ် ကျွန်တော်တို့အာဆင်နယ်မျိုးသမီးအသင်းပလေယာအနေနဲ့ဆိုလို့ရှင်တော့ဒီပြိုင်ပွဲကစူဖလာရောက်ဖို့အတွက်တခုတည်းသောမျှော်လင့်ချက်ပဲ။ဘာလို့လဲဆိုတော့ Chelsea အသင်းနဲ့အမှတ်ပြပြိုင်ပွဲမှာကအမှတ်ကရှစ်မှတ်လာမသိဘူးတော်တော်လေးကွာဟနေကြတာဖြစ်တဲ့အတွက်ဒီရှုံးထွက်အဆင့်ပြိုင်ပွဲတွေမှာ၃ပွဲဥသာအနိုင်ကန်နိုင်ခဲ့ရင်တော့စူဖလာလက်ထက်ရောက်ပြီးပြောလို့ရပါတယ်။စီးဖိုင်နဲ့၂ပွဲနဲ့ပိုလီဝဲ၁ပွဲပါပဲ။အဆုံးထိကြည့်ပြတော့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။